မင်္ဂလာပါရှင်။နိုဝင်ဘာလ18ရက်တနင်္လာနေ့ရန်ကုန်ထုတ်ခွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ပြည်တော်စုဝင်ကြီးဦးမောင်အောင်မြန်မာနိုင်ငံဂီတစီယုံဘဟုရွေးကောက်ပွဲလှုပ်ဆော်တည့်ရက်ကူးနေမှုကြည့်ရှုအပ်ရတဲ့သတင်းဖြစ်ပါတယ်။ပြန်ကြားရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမောင်အောင်သည်နိုဝင်ဘာ15ရက်ညနေပိုင်းက ရန်ကုန်မြို့ပြည်နယ်ရှိမြမတန်နှင့်ရုပ်မြင့်တန်ကြားတွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဒိုင်းသားပြည်သူလူထုတရလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေမှုတွင်မြမနိုင်ငံဂီတအစီယုံဘို့အစီအစဉ်ဖြင့်အသိပညာပေးနှိုးဆော်ရေးရွေးကောက်ပွဲလှုံ့ဆော်တည်ရက်ကူးနေမှုကိုကြည့်ရှုအားပေးပါသည်။ရှေးဦးစွာပြည်တော်စုဝင်ကြီးကမြမနိုင်ငံဂီတအစီယုံဘို့မှဥက္ကဋ္ဌဦးလွင်မြင့်နှင့်တာဝန်ရှိသူများ ရွေးကောက်ပွဲလှုပ်ဆော်တည်တည်ချင်းရိုက်ကူးရေးတွင်ပါဝင်ဆောင်ရွက်ကြမည့်ဂီတအမှုပညာရှင်များအားရှင်းရင်းနှီးနှီးနှုတ်ဆက်ပါသည်။အဒီနောက်အနာဂတ်မျှော်ရည်မဲ့ပေးမည့်တခြင်းကောင်းစဉ်ဖြင့်နမယတည်တန့်ရှင်များဖြစ်ကြတဲ့ရဲထိုက်၊ကိုလတ်၊ကြည်ဖြူခင်း၊ရွှေဖြူ၊မမှုကျော်လွင်ခင်လာပြည့်ဝင်းနှင့်ပလဲတန့်သွဲတို့စုပေါင်း၍တည်ဆုံမှုရက်ကူးရေးဆောင်ရွက်မှုကိုကြည့်ရှုအားပေးပြီးလူဝက်တီများမှကြားကပေါင်းဆက်ညီနိုင်ဆောင်ပေးပါသည်။ အစပါလှုံ့ဆော်တည်တဲ့ချင်းကိုမြန်မာနိုင်ငံဂီတအစီယုံဘို့နှင့်အကော်ရီယံအောင်မင်းနိုင်သူကရေးသားပြီးဂီတမူအကယ်ဒမီဝင်းကုံနှင့်ဖွဲ့ကဒီခတ်အတန်းသွင်းကရှက်ကူရေးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်ဆလတ်တင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်ရှမ်းစာပြည်ရင်ကျေးမှုဆိုင်ရာဟော်ပြောဝဲနှင့်တက်ကြီးပူဇော်ဝဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ပံ့ပိုးမှုတိုင်းသားလူမျိုးများ၏ရာဝင်စည်းဌာနတိုင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့်ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီတိုက်ကြီးတို့ပူးပေါင်းပြီးရှမ်းနှစ်တကူအထိမ်းအမှတ်ဖြင့်ရှမ်းစာပေယဉ်ကျေးမှုဆိုင်ရာဟော့ပြောဝဲနှင့်တက်ကြီးပူဇော်ဝဲအခမ်းအနားကိုနိုဝင်ဘာ16ရက်နေ့နက်ပိုင်းကတိုက်ကြီးမြို့ရှမ်းစုရက်ွက်ရှိရှမ်းကြောင်ကြီးနှိဖျားဓမာယုံမှကျင်းပကြောင်းသိရပါသည်။ရှေးဥစွာတိုက်ကြီးမြို့နယ်အတွင်းမှရှမ်းတိုင်းသားများက တကြီးအဖို့ဖွားများကိုဩခတာကတော့ချုပ်ဖြင့်ပူဇော်ကြတော့ရာအဖို့ဖွားများကိုစားအဖို့တူကဆုတောင်းမြတ်တာစကားပြောကြပါတယ်ဆက်လက်၍စာပေဟောပြောပွဲကိုကျင်းပရာရှမ်းတောင်နဲ့ဆရာတော်အရှင်အင်ကူရာနန္ဒာကလက်ဆင့်ကမ်းအမွေဖြန့်ဝေခြင်းနဲ့ခံယူခြင်းကောင်းစဉ်ဖြစ်၎င်းဆရာမတော်နန်းရင်ဝင်းကဘာသာစကားစာပေနှင့်ယဉ်ကျေးမှုဒလိထုံတဲ့များဆက်လက်ထင်သိရင်းနေမိဘဆရာများရဲ့အခန်းကဏ္ဍကောင်းစဉ်ဖြစ်၎င်းဟောပြောပါရစေ။ အဲ့ဒီနောက်တိုက်ကြီးမြို့နယ်အတွင်းရှိအခြေခံပညာကျောင်း၁၂ကျောင်းမှရှမ်းကလေးငယ်များကရှမ်းကပြများဖြင့်ပါဝင်ရှင်ပြိုင်ကြပြီးတိုင်းသာစာပေနေရင်ကျေးမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဒေါ်ညင်းညင်းဝင်းကစုများကြည့်မြင်ကြောင်းသိရပါရဲ့ရှင်။ဒီသတင်းကိုတော့ဝိယီကပေးပို့လာတာပါ။ထမတ်တင်ဆက်ပေးမှာကတော့အထုကုဆေးုံကြီးများမှဆရာဝန်ကြီးများမယန်းကုန်းမြို့နယ်တွင်ကွင်းစင်စေကူသားတဲ့တင်ဖြစ်ပါတယ်။ရှမ်းကုန်းတိုင်းဒေသကြီးမယန်းကုန်းခရိုင်မယန်းကုန်းမြို့နယ်အမှတ်9ရပ်ကွက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်နိုဝင်ဘာ16ရက်နေ့နဲ့9နာရီကရန်ကုန်တိုင်းတွင်းရှိအထူးကုဆေယုံကြီးများမှဆရာဝန်ကြီးများကပြည်သူများအားကွင်းစင်စေကူတာပေးကြကြောင်းသိရပါတယ်။အဲဒီလိုစေကူတာရာတွင်အထွေထွေယောဂကုဆေယုံတကြီးရန်ကုန်ဂရင်900ဆန်အထူးကုဆေယုံကြီးဗဟုမျိုးသမီးဆေယုံကြီးရန်ကုန်ဂရင်950ဆန်ကလေးဆေယုံကြီးရန်ကင်းအယူယောဂအထူးကုဆေယုံကြီးရန်ကုန်နာနှာခေါင်းလေကြောင်းအထူးကုဆေယုံကြီးရန်ကုန် ဆေယောကအထူးကုစေယုံကြီးနှင့်တက္ကသူများစေယုံကြီးများမှစေယုံအုပ်ကြီးများဦးဆောင်၍အထူးကုဆရာဝန်ကြီးများကပြင်ပလူများ988ဦးအားအခမဲ့ကျမ်းမာရေးစစ်ဆေးပေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့မောင်အေးကျန်းကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်ပေးမှာကတော့ယူဇနာလေးနန်းစာကြည့်တိုင်းမှာအစာအုပ်လူရှင်များအားဂုံပြုမှတ်တမ်းလွှာပေးရတဲ့တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိစိတ်ကမ်းမြို့နယ်အမှတ်96ရပ်ကွက်ယူဇနာလေးနန်းစာကြည့်တိုင်းတွင် စာအုပ်အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းအခမ်းအနားကိုနိုဝင်ဘာ16ရက်နေ့နဲ့8နာရီကပြုလုပ်ကြောင်းသိရပါတယ်။အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးကျော်မူကြီးကအမှတ်စကားပြောကြားပြီးယူဇနာဦးရင်မျိုးတော်အင်အားစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးခင်မောင်စင်ကမူတည်တာစကားပြောကြားပါတယ်။ ဆက်လက်ပြီးယူဇနာအလေးနန်းစာကြည့်တိုက်သူတုဒ္ဒယတစာအုပ်စာဆောင်များလှူဒန်းပေးပါသောအလှူရှင်များအားယူဇနာအလေးနန်းစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကဂုဏ်ပြုမှတ်တမ်းလွှာများအတိအသင့်ပေးကြပါသည်။အဲဒီနောက်ယူဇနာလေးနန်းဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌဦးခင်မောင်မြင့်ခေါ်ဖိုးရစာမအူပင်ကကျေးဇူးတင်စကားပြောကြားကြောင်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့ဖြူဆန္ဒကပြပူလာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကုံမူးတွင်မူစပါဆံွယ်ရည်သိမ်းွယ်ကျင်းပတဲ့တည်င်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကုံမှုမြို့နယ်ကမာကနီကျေးရွာအုပ်စုတောင်သူဦးတောင်ထေးရဲ့ငစိန်စပားမြို့ကောင်းကိုစားပြုဆံွက်အားနှွေမာ16ရက်နေ့နဲ့ပိုင်းကရှိတ်သိမ်းမွေးပြုလို့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးမင်းနှင့်အဖွဲ့ဝင်များမြို့နယ်စာပြုရေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများကျေးရွာအုပ်ချုပ်ရေးမှဒေသခံတောင်သူများတက်ရောက်ကြကြောင်းသိရပါဗျာ အစီအစဉ်အရမူစမဆံွက်ရိတ်သိမ်းခြင်းဆောက်ရရမှာအစုအထွန်းနှုန်း89.56တင်အချောက်အထွန်းနှုန်း93.26တင်ထွက်ရှိကြောင်းသိရပါတယ်။ဆက်လက်၍ကမာကနီကျေးရွာအုပ်စုရှိဒုက္ခတိရာဓမ္မယုံတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကကမာကနီကျူတော်ချောင်းဂျုံဒီရဲတခုပင်စားတိုင်မို့ခရိုက်ကနီတရက်တော်တာတိုက်သမင်းချံထန်းတပင် ြားမွန်ဘူတင်ကြည်ရအုပ်စုရှိတောင်သူများနဲ့တွေ့ဆုံကနေကြာရထားဧကပြည်မီအောင်စိုက်ပျိုးရန်နေစပါဆိုင်ဧကအားလုံးစီတာဖြင့်စိုက်ပျိုးရန်ပတ်စံလျှော်များအစားတို့စိုက်ပျိုးရန်ဆွေးနွေးကြရလို့သိရပါတယ်ရှင်ဒီသတင်းကိုတော့ကြော်သူရကပေးပို့လာတာပါ